နေ့ရက်တိုင်းအောင်မုန်းကျက်လာတယ်ကိုကိုကိုတိုးတက်မှုမရှိဘူးလို့လည်းခံစားနေရတယ်ပို့ပြီးတော့ဆိုတာကရှေ့လျှောက်ဘာလို့ရမလဲမသိဘူးလမ်းပြောင်းနေတယ်ကိုကတကယ်ပဲအဲ့ဒီလိုမျိုးခံစားနေရတယ်ဆိုရင်တော့ you are watching the right video အလုံးမင်းမင်္ဂလာပါဖင်နာဖြစ်ပါတယ်ဖင်နာကတော့အခုလက်ရှိစိတ်တက္ကသိုလ်နှစ်မှာပညာသင်ကြားနေတဲ့ year 3 medical student တူဖြစ်ပါတယ် Blog Fine Fear နာဆိုတဲ့ Facebook page မှာလည်းအင်္ဂလိပ်စာ content တွေကို sharing လုပ်ပေးတယ်။အင်္ဂလိပ်စာလေးသင်ကြားပေးနေတဲ့ English teacher တူလည်းဖြစ်ပါတယ်။ဒီနေ့ video လေးကတော့ဘဝမှာစိတ်တက်တွေကြရှေ့လျှောက်ဘာလုပ်ရမလဲမသိပဲလမ်းပြောင်းနေတဲ့လူငယ်တွေအတွက်ဖြစ်ပါတယ်။ Final grade လည်းလူငယ်တယောက်ပဲအကြိမ်ကြိမ်စိတ်တက်ကြခဲ့ဘူးလေအကြိမ်ကြိမ်လဲကြခဲ့ဘူးလေ။အဲ့ဒီလိုမျိုးအခြေအနေတွေကနေပြီးတော့ Final ဘယ်လိုရုံထွက်ခဲ့လဲအောင်မြင်မှုရဖို့အတွက်ရှေ့လျှောက်ဘယ်လိုဆက်ပြီးစူးစမ်းခဲ့လဲဆိုတဲ့နည်းလမ်းတွေကိုဒီ video လေးထဲမှာမျှောက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဆက်ပြီးကြည့်ပေးကြပါ။ Gavin အားလုံး င်းကိုမေကွန်လေး၃ခုလောက်မေးကြည့်မယ်နော်။နံပါတ်၁ကိုကဘာလို့ရတာကိုသဘောကျတယ်လဲ။ကိုဝါသနာပါတာပါလဲ။နံပါတ်၂ကိုကိုကိုတော်ရယ်လို့ခြင်းတဲ့အရာကိုကျွမ်းကျင်တယ်လို့ခြင်းတဲ့အရာပါလဲ။တနည်းအားဖြင့်ကိုကဘယ်နေရာမှာအတုံးကျတယ်လဲပေါ့နော်။နံပါတ်3ကိုစီမအထူးထူးခြားခြားရှိနေတဲ့အရေးချင်းဟာဗါလေကိုကစတော်ရာလားတချင်းဆိုတာတော်ရာလားအကတော်ရာလားပကြီဆွဲတာတော်ရာလားစသဖြင့်ပေါ့ ။အဲ့ဒီလိုမျိုးကိုယ့်စီမှာထူရှားပြီးရှိနေတဲ့အရေးချင်းကို unfair advantage လို့ခေါ်တယ်။အဲ့တော့လူတိုင်းလူတိုင်းတူတူတယောက်ချင်းစီမှာ unfair advantage ဆိုတာရှိတယ်။တတိမထားမိကြတာပဲရှိတာ။ ီးတော့ unfair advantage ကလည်းတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးဥပမာ finna ဆိုရင်အဆာရှင်းတာကောင်းတယ်လို့တော့သူများတွေပြောကြတာပဲဒါဆိုရင်အဲ့ဒီလိုမျိုးသူများကိုစာနာလဲအောင်ရှင်းပြပေးနိုင်တာက finna ရဲ့ unfair advantage ဖြစ်သွားတာပေါ့နော်အဲ့တော့ကိုကိုကိုပြန်မေးကြည့်ပါကိုစီမှာထူးခြားပြီးတော့ရှိနေတဲ့အခြေချင်းကဘာဖြစ်မဲ့ခြင်းလဲအကယ်၍ကိုကစာတင်ရတာဝါသနာပါတယ်သူများကိုနားလဲအောင်ရှင်းပြနိုင်တာကလေကိုရဲ့အခြေချင်းတစ်ခုဖြစ်တယ်ဆိုရင် teaching လောက်ရွေးလိုက်လို့ရတယ်ဆရာမလုံးပါလားဆရာလုံးပါလားစသဖြင့်ပေါ့အဲ့တော့အခုဆိုရင် အဲလုပ်ငန်းတိုင်းလုပ်ငန်းတိုင်းကဆိုရှယ်မီဒီယာကိုအသုံးချပြီးတော့သူတို့အမြင်မှု တလန်တိုးနေကြရပေါ့နော်ဖင်နာပြောချင်တာကကိုကဆီယမ်မတရားဖြစ်လာပြီဆိုရင်အပြင်မှာလဲစတင်လို့ရတယ်ပြီးတော့ရင်ဒီ online ပေါ်မှာလဲ video content တွေဖန်တီးပြီးတော့ Facebook ပေါ်မှာပဲဖြစ်ဖြစ် TikTok YouTube ပေါ်မှာကိုယ့်ရဲ့ lesson content တွေကိုတင်လိုက်ခြင်းအပြင်တစ်ဖက်တလန်းနေပြီးတော့လဲ passive income တွေဝင်နေတာမျိုးပေါ့တကယ်လို့ကိုကတချင်းဆိုတဲ့အပိုင်းမှာတော်တယ်ကိုယ့်ရဲ့ vocal bound ကိုလည်းလုံးဝယုံကြည်စိတ်ချရတယ်ဆိုရင်တော့ music industry ဘက်ကိုဒါ career ပြောင်းလိုက်လို့ရတယ်တကယ်လို့ကိုက final လိုမျိုးပေါ့เนาะဒီလို video လေးတွေ create လို့ရတာသဘောကျတယ် video editing လို့ရတာသဘောကျတယ်ကို page နဲ့ message တွေကို audience တွေကိုပေးလိုက်ရရင် PG ဖြစ်နေတဲ့သူမျိုးဆိုရင်တော့ဒီ video creating အပိုင်းကိုတွားလို့ရတယ် ယ်လွယ်တော့မလွယ်ဘူးပေါ့ content creator တယောက်ဖြစ်လာပြီဆိုရင်ကိုယ့်ရဲ့ brand တစ်ခုရှိဖို့လိုတယ်ကိုကဘယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ video content တွေလုံးမှာလဲအများကြီးရှိတယ်။ lifestyle sharing လုပ်မှာလား knowledge sharing လုပ်မှာလား comedy ဘက်သွားမှာလား ဖင်နာကွန်တန့်တော်များများက knowledge sharing ဘက်ကိုသွားတယ်ဖင်နာကသူများရင်းလို့ဟာတညံမရွှင်တော့ comedy နဲ့ပတ်သက်တဲ့ video တွေလည်းမလုပ်တော့ဘူးအခုလိုမျိုး easily time ပြီးတော့ကိုတိတာကိုသူများမျှော်ပေးတဲ့ content မျိုးတွေပေါ့နော် knowledge sharing content တွေကိုပဲလုပ်ဖြစ်တယ်ဒါကကိုကျွမ်းကျင်အောင်အသုံးချပြီးတော့ career တစ်ခု brand တစ်ခုတည်ဆောက်လိုက်တာပေါ့ဟွန်းသူများဒါတွေမလုပ်ချင်ဘူးစာပဲလုပ်ချင်တာ okay ကိုအခုလက်ရှိတင်နေတဲ့အရာကိုလက်ရှိရောက်နေတဲ့တက္ကသိုလ်မှာအတော်ဆုံးဖြစ်အောင်လုပ် မြင့်တဲ့နေရာတစ်ခုရအောင်လုပ်ဒါဆိုရင်ကိုက high income career တစ်ခုတည်ဆောက်နိုင်မယ်ဖြစ်နာတို့တွေကလေကိုကျွမ်းကျင်တဲ့အရာကိုဝါသနာပါတဲ့အရာကိုလုပ်နေရရင်ရိုးပျော်နေကြတာဟုတ်အဲ့ဒါကြောင့်ဖြစ်နာရှိမှမေးခဲ့တဲ့မေးခွန်းလေး၃ခုကိုဘာဝါသနာပါတာလဲကို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 ကျွမ်းကျင်နေတဲ့အရာကဘာလဲဘယ်နေရာမှာအသုံးကျတာလဲပြီးရင်ကိုစီမှာထူးထူးခြားခြားရှိနေတဲ့အရေးချင်းကဘာလဲဒီ၃ခုကိုအခြေခံပြီးတော့ကိုက career တစ်ခု brand တစ်ခုတည်ဆောက်လိုက်မယ်ဆိုရင်ကိုလုံးနေတဲ့အလုံးမှာကိုကပျော်လာလိမ့်မယ် အကယ်၍ကိုကခရီးတစ်ခုရှိထားပြီးသားဆိုရင်ကိုလက်ရှိလုပ်နေတဲ့အလုပ်မှာကိုတကယ်ပျော်ရဲ့လားဆိုတာကိုကိုကိုပြန်ပြီးပြီးတော့ financial မှာပြောခဲ့တဲ့၃ချက်နဲ့ကိုက်ညီလားဆိုတာကိုလည်းပြန်ပြီးစဉ်းစားကြည့်တကယ်လို့ကိုကအလုပ်မှာမပျော်ဘူးနေ့တိုင်းစိတ်ညစ်နေရတယ်ဆိုရင်တော့တခြား option ကိုစဉ်းစားဖို့လိုလာပြီတခြား option ဆိုတာကဒီလုံမှာဆက်ပြီးတော့မလုပ်ချင်ဘူးတခြား career တခုပြောင်းမယ်ပြောင်းတဲ့ career ကလည်းကိုဝါသနာပါတဲ့အရာကိုကျွမ်းကျင်တဲ့အရာဖြစ်ရမယ်အဲ့ဒီလိုမျိုး option ကိုစဉ်းစားရမယ်အဲ့တော့ ဲ့လိုတွေ့တဲ့အခါမှာလည်းမြ мян ဆန်ဆန်ဘယ်တော့မှမလုံနဲ့ကိုလက်ရှိလုံနေတဲ့အလုပ်ကိုထွက်ပြီးတော့ risk ကိုတန်းယူလိုက်တာမျိုးမလုံနဲ့ဘာလို့လဲဆိုတော့ဒီခေတ်မှာအလုပ်တစ်ခုရဖို့ဆိုတာလွယ်တာမဟုတ်ဘူးအဲ့တော့ကိုနောက်ပြောင်းမဲ့ career က stable မဖြစ်မချင်းကိုလက်ရှိလုပ်နေတဲ့အလုပ်ကနေမထွက်နဲ့အနောက်သွားမဲ့ career ကကိုလိုချင်တဲ့လမ်းကြောင်းအတိုင်းဖြစ်လာပြီဆိုရင်တော့အခုလက်ရှိကိုမပြောတဲ့အလုပ်ကြီးကိုထွက်ပြီးတော့တခြား career တစ်ခုကိုရွေးလိုက်လို့ရတယ် ခေတ္တဆိုရင်အခုလက်ရှိလုပ်နေတဲ့အလုပ်ကကိုကိုတိုင်လဲဝါသနာပါတယ်ကိုကျွမ်းကျင်တဲ့အရာလည်းဖြစ်တယ်ဒါပေမဲ့အလုပ်မှာပြောမနေဘူးဆိုရင်ရောအဲ့ဒီလိုမျိုးတွေအတွက်ပြန်ပြောချင်တာက dream job ဆိုတာမရှိပါဘူးကိုတက်တောင့်တက်တာလေးအေးအေးဆေးဆေးအလုပ်လုပ်လို့ရမယ် dream job ဆိုတာ is in your dream အိမ်မက်ထဲမှာပဲရှိမယ်ပြန်က motivational speaker မဟုတ်တဲ့အတွက်ကြောင့်သူများစိတ်ချမ်းသာအောင်တော့မပြောပြတတ်ဘူးဒါပေမဲ့ I'm going to tell the truth dream job ဆိုတာမရှိဘူးလို့ဖင်နာဘာလို့ပြောရတာလဲဆိုတော့ ဘယ်လောက်ပဲဖြစ်ဖြစ်ကိုဝါသနာပါသည်ဖြစ်စေမပါသည်ဖြစ်စေ you need to put the effort ကိုစူးစမ်းအထောက်မှုထည့်ရမယ့်အပိုင်းလေးဆိုတာရှိတယ်။ဥပမာ content creator တယောက်သူကဗီဒီယိုလေးတွေကို editing လုပ်ရလဲသဘောကျတယ်။ကိုယ့်ရဲ့ knowledge တွေကိုသူများတွေ sharing လုပ်ပေးရလဲသဘောကျတယ်။အစပိုင်းတော့အဆင်ပြေနေပေမဲ့နောက်ပိုင်းမှာကျတော့စိတ်ဖိစီးမှုတွေဖြစ်လာတယ်။ဒီ content တပုတ်ဖန်တီးဖို့အတွက်စိတ်ဖိစီးမှုတွေဖြစ်လာတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့ကိုကဒီလောက်ကို လောက်ရတာဝါသနာပါနေတယ်ပျော်နေပေမဲ့လည်း site ထုတ်ရမယ့် effort တွေရှိတယ်အဲ့တော့ Uh, content creator တရားအတွက်ဆိုရင်သူကအခုလိုမျိုးထားပြီးတော့ video ရိုင်းနေအောင်လည်းမပေးဘူးနောက်ွယ်မှာလုပ်ရတာတွေအများကြီးရှိတယ်နံပါတ်1 script ကိုစဉ်းစားရမယ်။ကိုကဘာအကြောင်းအရာကိုပြောမှလဲ။ကိုသူများကိုပြောမယ့်အကြောင်းအရာကလေ evidence based ဖြစ်ဖို့လိုတယ်။ကိုချင်းရာတွေချက်ပြောနေလို့မရဘူး။အဲ့တော့ content တစ်ပုတ်ဖန်တီးရမယ်ဆိုရင်အ ਨੇ ဆုံး research တော့လုပ်တင်တယ်။ကိုပြောမယ့်အကြောင်းအရာကတကယ်မှန်လားမမှန်ဘူးလားဆိုတာကိုအရင်ဆုံး research တွေပိုင်းလုပ်ရမယ်ပြီးရင်တိတိကျကျ script ရေးရမယ်ပေါ့နော်။ script ရေးတဲ့အခါမှာလေကိုကဒီ video မှာဘာအကြောင်းအရာပြောချင်တာလဲကိုပြောချင်တဲ့အကြောင်းအရာကိုကိုပေးချင်တဲ့ message ကို audience ကိုချွတ်ချွတ်မူမူရောက်သွားဖို့အတွက်ဘယ်လို idea တွေတုံးပြီးတော့ပြောရမလဲဆိုတာကို ဒီဂျစ်တာလေး world organize လုပ်ပြီးတော့ script ပြေးရတယ်။နောက်တစ်ချက်က content creator တယောက်မှာအရေးကြီးဆုံးကသူ့ရဲ့ presenting skills ပဲ။ page and message ကို audience တွေနားလည်အောင်ဘလို့နီးနဲ့ presenting လုံးမှလဲဆိုတဲ့ skills ကိုရဲ့ script တွေကဘလောက်ပဲပြန်လည်နေနေ light တွေကဘလောက်ပဲကောင်းကောင်း camera ဘလောက်ဈေးကြီးတဲ့ camera ပဲသုံးသုံးကိုရဲ့ presenting skills ကမကောင်းဘူးဆိုရင်ကို video ကိုလူတွေလည်းကြည့်ကြမှာမဟုတ်ဘူးဘယ်နာဆိုရင်ဒါဒါရိုးရိုး ဖုန်းနဲ့ပဲရိုက်ထားတာပြီးတော့ lighting ကလည်းအခန်းမှာပုံမှန်တက်ထားတဲ့ lighting ပဲတိတ်ပြောလည်းမကောင်းဘူးဒါပေမဲ့ presentation skills ကိုတော့ Finna a little ယုံကြည်မှုရှိတဲ့အတွက် this is what i put out to all of you guys ပြီးတော့နောက်ဆုံးတစ်စင်ရတော့ video editing လုပ်တာပေါ့နော်ခဏဆိုရင် video editing လုပ်ရတာကိုတော်တော်လေးသဘောကျတယ်ဒါပေမဲ့ အခုမျိုးဗီဒီယိုတပုတ်ရဖို့အတွက်ဆိုရင်အ ਨੇ ဆုံးပေါ့နော်အ ਨੇ ဆုံး2နိုင်လောက်အဒီလို့ရတယ်ပြောနေတာအတွက်အများဆုံးဆိုရင်တော့ဒါ4နိုင်လောက်ကြီးအဒီလို့ရတဲ့ဗီဒီယိုတွေရှိတယ်အဲ့တော့ဘလောက်ပဲဝါသနာပါပါဒီနေ့ကို3နိုင်4နိုင်လောက်ကြီးအချိန်ပေးပြီးတော့ဗီဒီယိုအက်ဒီတင်းလုံးနေရတော့လူကကြာလာတော့ဘန်းအောင်ဖြစ်လာတယ်ပေါ့ကွာဒီကိုယ့်ရဲ့ dream job ဖြစ်နေပြီမဲ့လည်း ကိုပေးဆက်ရတာတွေနော် sacrifice လုပ်ရတဲ့အချိန်တွေကအများကြီးဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ burnout ဖြစ်လာလိမ့်မယ်အဲ့တော့ဒါကြောင့်လို့ဖေနာပြောတာ dream job ဆိုတာမရှိဘူးကိုဝါဒနာပါတဲ့အလုပ်ကိုလုပ်နေရလို့အမြဲတမ်းကြီး24/7တနေ့မှ24နာရီပျော်နေပါတယ်ဆိုတဲ့လူက မရှိဘူး။ဒါပေမဲ့လည်းကိုမလုံးချင်နိုင်ရို့တော့အားပေးပြီးလုံးနေရတဲ့ဆိုင်ရင်ပင်မနာစင်တူအောင်မှဒါကိုဝါဒနာပါတဲ့အရာကိုပြောတဲ့အရာလေးဖြစ်နေတည်ရဲ့လေ။အဲ့တော့ပင်တော့ပင်မမယ်ဒါပေမဲ့ကိုပင်မမမစူးစမ်းရတဲ့အရာတွေကနောက်ပိုင်းကျရင်ကိုအတွက်ဒါကကောင်းတာတွေဖြစ်လာဖို့ပဲ။အဲ့တော့ကိုက career တခုရွေးတော့မယ်ဆိုရင် financial မှာပြောခဲ့တဲ့၃ချက်ဖြစ်တဲ့ကိုဝါသနာပါတဲ့အရာကိုကျွမ်းကျင်တဲ့အရာကိုရဲ့ထူးထူးခြားခြားရှိနေတဲ့အရေးအချင်းဒီ၃မျိုးနဲ့ကပ်ညီတယ်ဆိုကြမှာရွေး အဲ့ဒါတွေကလည်းတယောက်နဲ့တယောက်မတူကြဘူးဒါကြောင့်မို့လို့သူများလှုပ်တိုင်းလိုက်မလှုပ်ခြင်းနဲ့သူများအောင်မြင်တိုင်းလိုက်မအောင်မြင်ခြင်းနဲ့ဘာလို့ရောဆိုတော့ကိုယ်လည်းကိုယ်နီကိုဟန်နဲ့အောင်မြင်လုံးလို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်။အွန်တင်မလာတချို့တွေ YouTuber ကြီးတွေဖြစ်ကုန်ပြီ TikTok ကြီးတွေဖြစ်ကုန်ပြီ Facebook မှာ monetization တွေရှောက်ပြီးတော့ပတ်စံတွေရကုန်ပြီဆိုတော့အဲ့ဒါလေးကိုပဲမြင်ပြီးတော့ကွာဒီလောက်ကိုဝါသနာမပါဘဲနဲ့ video creating ဘိုင်းကိုခြေစုံပြည့်ဝင်လိုက်မယ်ဆိုရင်တော့တေးကြတယ်နောက်ပိုင်းနောက်သားရလိမ့်မယ် ဲ့တော့ကိုဝါသနာမပါတဲ့အရာကိုမကျွမ်းကျင်တဲ့အရာဆိုရင်ဘရောမမယွေးချင်မိစေနဲ့အတိကဟာကိုကျွမ်းကျင်တဲ့အပိုင်းမှာဆရာကြီးဖြောင်းလို့ပို့ပဲကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးများရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဖင်နာနဲ့ချက်ပြီးတွေ့ကြပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ် anyway i hope you have a wonderful rest of your day and i'm going to see you in my next video bye bye